မြန်မာပြည်သူပြည်သားအလုံးမော်ဘန်နွန်းနဲ့ကစိတ်ထိခိုက်ရတဲ့နေရက်တစ်ခုကိုဖျက်ကျော်နေရတယ်ဆိုတာကိုကျွန်တော်တို့စီစဉ်ပလက်ဖောင်းဝိုင်းသောသားအလုံးကထပ်တူခံစားရမိပါတယ်ဘဝအမောတွေကိုခဏတာလောက်မေ့ပြောင်းနိုင်ဖို့ရည်အပတ်စဉ်စနေညတိုင်းတင်ဆက်မှုဖြစ်တဲ့စနေညရင်စာသေးတဲ့ကိုဖတ်ကြားခွင့်ပြုပါရှင်ဒီကနေ့စနေညရင်စာသေးတဲ့အစီအစဉ်လေးကနေဆိုင်းစရာဘဘတန်စင်ရဲ့နောက်ဆုံးခုလုံရဆိုတဲ့ဝိတုတုတ်ကလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဝိတုလေးရမှာဆိုရင် စစ်ဘလူးတွေရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်ရင်းကိုလက်အင်ကစုံချုံရချိန်မှာပြစ်ပယ်ခံရပြီးနောက်အညာတို့အညာသားတွေရဲ့ယူသားစွာဒေတာအပေါ်ချစ်တတ်မှုလူသားချင်းစာနာမှုတွေကိုပြန်လည်ခံစားရပြီးနောက်မှာတော်လင်းအင်အားစုတွေစီခေလုံလာခဲ့တဲ့စစ်ကောင်စီတပ်သားတအုပ်ရဲ့အကြောင်းပုံဖော်ထားတာကိုနားဆင်ကြရမှာပဲဖြစ်ပါတယ်။နောက်ဆုံးခေလုံရကျွန်တော်တို့တရားသည်တည်ရင်ဒီအညာဒေတာပခုတ်ကူမျိုးတွင်အခြေစိုက်ပါသည်။တိတိကျကျဆိုရရင် ဝခောက်ကုမျိုးရဲ့အနောက်ဘက် AOR မြေကူတရားနဲ့ကလျက်ကံမနဲ့ပေါက်သွားရာကာလန်ဘော်တွင်တရှိ၏ကျွန်တော်တို့ကိုစစ်ခွေးများ အပသားများချင်းကြားတက်များမြေဩဇာများဟုပြည်သူများကနာနေကခေါ်ကြသည်နားနှင့်ဆက်ဆက်ကြားဖို့သည် အသေးနာလာ၏ပြည်သူတွေသည်ကျွန်တော်တို့ကိုမုန်းကြသည်ကျွန်တော်တို့ကတော့တောင်းဝင်ရဆောင်ရွက်ရချင်တာဖြစ်၏စစ်ခွေးတွေလာတဲ့ဟေးလို့တယောက်ယောက်ကပြောလိုက်ရင် တရွာလုံးထွက်ပြေးကြသည်ရေလဲရေရ၏မကြောက်ဘူးဆိုဘာလို့ပြေတော့ဟူဟာရ၏လူတွေမရှိတော့သောထိုရွာသည်ကျွန်တော်တို့စိတ်ကြရွာတရွာ ဖြစ်သွား၏မတင်ကားစရာ အဖျားမလုတဲ့အိမ်တိန်ဥပမာဒေါ်ဆန်းစုကြည်ရုပ်ပုံဖြုတ်သိမ်းမထားမိတော့အိမ်ကိုတွေ့ရင်မီးရှို့ရ၏ညိုင်နေပေါက်နေရင်းစကြိုနေနဲ့စိတ်ပြုံနေတဲ့ချော ကျွန်တော်တို့တရားတည်တတ်သည် လူလာခောက်ပြန်တော့၍စစ်တောင်းထိုးရ၏။နေမြေတွေရှင်လရ၏။မြည်သူတွေမြည်သည့်အဖွဲတွေကိုစစ်တောင်းထိုးသည်ဟုမဲလင်တော့ကျွန်တော်မဖြေချင်တော့။ထုံမြို့နယ်ရှိအနည်းဆုံးအင်ဂျီတထောင်ကျော်ကိုမိရှုပ်ဖို့သည်။ထုံမြို့နယ်များရှိပြည်သူများကိုအကြံဖတ်ဖို့ရိုးစွလျက်အစစ်စစ်မရှိတပ်ဖြတ်ဖူပါ၏။ဒီလိုတာဝန်ပေးလာ၍ဒီလိုလုပ်ရသည့်အတွက်ကျွန်တော်တွင်နောင်တမရှိစစ်ကိုစနစ်တူအောင်ကျွန်တော်တို့တိုက်ရ၏။နောက်ပြီးတော့ ကျွန်တော်တို့တက်စုဟာစူးတွေပေါ်လာတဲ့အညာခြုံပုတ်တွေကိုဖြတ်တန်းပြီးဗဒက်တွေရှိရာရှီသက်စကြောင်းထိုးရ၏ကျွန်တော်ကောင်းစွာမှတ်မိပါ၏မနစ်ကပေါ်ကျွန်တော်တို့ကစကြောင်းထိုးဗဒက်တွေကပြေးခြုံတွေပေါ်လာသောအညာတော်တွင်ဗဒက်တွေနဲ့လိုက်တန်းပြေးတန်းကစားနေသည်နှင့်တူ၏မနစ်ကတော့ကျွန်တော်တို့ကတိုက်စေဗဒက်ကောင်တွေကညံ့ညံ့ကြေသောခံစေစေရေးအရာစေရေးအတွေ့အကြုံများနဲ့ လက်နဲ့အင်အားရအစအစတာလွန်တော့ကျွန်တော်တို့မြမတက်မတော်ကြီးခြိတက်လာတာနဲ့ဗရက်တိုးနဲ့နေမြေကန်ရွာသူရွာသားတွေဟာကြားကိုတွေ့တော့ခွေရကဲတော့အိုင်အိုင်မြည်ပြီးဘေးလွရာတော့ပြေးကြ၏ခလေးတစ်ပတ်ခွေတစ်ဖက်နဲ့ရီလဲရီရ၏ရီလဲရီခဲ့၏တူမီလေးများတရောင်တိုးလေးများလက်လုတ်လေးများဖြင့်ကြည်ပြေးပြေးကြတော့ဗရက်ကောင်များကိုမိလင်မိခင်ကြ၏ဗရက်သားချိုလာ၏အောင်းသေးအောင်းသားစားကြ၏ အဖျံမလုပ်တဲ့ဗဒက်ကောင်များဗဒက်ကောင်အားပေးများကိုထိထိမိမိအေးအေးယူရမည်ကျွန်တော်တို့သည်တိုင်းပြည်ကိုကာကွယ်နေခြင်းသာဖြစ်သည် ရန်သူကိုခြေမုံရမည်အခန်းနှင့်တနည်းပြောင်းသွားသည်2023ကျွန်တော်တို့သည်မနစ်ကလိုစည်ရဲမှအသာစီမရတော့တိုက်စစ်ကနေခန့်စစ်အနေထားကိုမသိမသာကြာရောက်လာ၏ရှေးတန်းထွက်တိုင်းအ ਨੇ ဆုံးရဲဘော်ဆယ်ရလောက်တော့အသက်ဆုံးရသည်ကြီး ကြတော့ခြေရင်ထွက်ရမည်ကိုပင် ကျွန်တော်တို့တစ်တက်လုံးကြောက်နေမိကြသည်တက်ကထွက်လိုက်သည်နှင့်ရန်သူနေပြည်တော်ရောက်သွားသလိုခံစားလာရ၏အချင်းချင်းစုံရင်လဲဒါဝဝင်ပြောကစိန်မောနေကြသည်အရေးထဲမှာဘုံတွေတက်စင်ကစကန်းတိလာပြတဲ့ drone ဆိုတဲ့အရာတွေကတမောင်ဒီနေ့ထဲမှာဗရက်တွေအတော်စွမ်းရင်ပြေလာ၏ကျွန်တော်တို့တမတချို့တက်ကိုစုံကပြေကြ၏တချို့စီရီယံဝင်က ဗရက်တွေထံခေါ်လုံကြ၏အချိန်သည်ညအချိန်ဖြစ်ပါ၏အညာသည်အညာဆန်လာသည်တမပင်ကြီးများသည်တမပန်းတွေပြုတ်ခဲနေသည်ကြဲကလေးများသည်ညတောင်ခလေးရဲ့ကျွန်တော်ကိုငေးကြည့်နေကြသည် လေသည်တစ်ချက်မတိုင်အိုက်ဆက်ဆက်နိုင်လာ၏ရွှေစင်းများဖြင့်ကျွန်တော်မောပန်းနေ၏ဒီကြောက်စီကုန်းနှင့်ဆူရစ်ချုံပေါအနီးသို့ကျွန်တော်ဘာကြောင့်ရောက်နေသည် ဆိုတာမသိဘူး ထို့ကြောင့်ကျွန်တော်ဒီမတ်တရရန်ထားလိုက်ရာထားရမရတော့ပဲအောက်ပိုင်းတစ်ခုလုံးလှုပ်ရှားမရရုံများမကလှုပ်ရှားရန်ကြိုးစားလိုက်တိုင်းပြင်းထန်စွာနှောင့်ကျနေပါသည်ထို့မှကျွန်တော်တိုက်ပွဲတွင်ဒဏ်ရာရကကြံ့ရည်တီကိုသတိရလာပါ၏စေလုံးမကောင်းလာပါသည်ဆိုသောကျွန်တော်ရဲပေါ်များသည်မသိသေးသောကျွန်တော်ကိုစွန့်ပြေးပြေးပြေးသွားကြသည်ဝေဒနာကြားကနေညနေကဖြစ်ခဲ့သောတိုက်ပွဲကိုသတိရပါသည် ရွာနေရွာကြားလှင်းလန်းတနေရာတွင်ကျွန်တော်တို့တက်ကိုဗရက်တွေက စီးကြုံတိုက်ခိုက်ပါသည်သူတို့လူရသည်တက်စုတစုတောင်ရှိသောကျွန်တော်တို့ထက်နှစ်ဆမျှများပါ၏အဝန်းဆရာကောင်းဒီကဗရက်တို့သည် မနစ်ကလိုအပြည့်သမားများမဟုတ်ကြလက်နှစ်များ တိုးတက်ကိုင်းဆောင်လာပုံမှာကြောက်ခမန်းလေးလေးဖြစ်၏အာဘီဂျီတွေပါသည်ဂန်တွေပါသည် MA တွေပါသည် Rifle တွေပါသည်အောက်မလီ လက်နက်ဆံများမျိုးစုံလာ၏မနစ်ကလိုတရောင်တို့တူဝီများမဟုတ်ကြတော့အာကပရက်အကြံဖတ်များကျွန်တော်တို့စက်တက်နဲ့ဗရက်များထိတ်တိုက်တွေ့ကြတော့၏အပြင်းအလန်ပြစ်ခတ်ကြ၏သူတို့တွင် တက်ကြွမှုရှိသည်ကျွန်တော်တို့တွင် အတွေ့အကြုံရှိသည်တချို့တွင်ဂမုကလေးတစ်ခုအနည်းတွင်ဗရက်ကောင်သည် ကျွန်တော်နှင့်20ခိုင်းမြောက်ပေါ်ဝေသောနေရာမှအိန္ဒိယရိုင်းဖက်တနက်နှင့်ကျွန်တော်ကိုလှမ်းပြပါသည် ထိုးတနှမကြည်စံသည်ကျွန်တော်ဘေးရှိရဲဘော်ဤရင်အောင်တဲ့တဲ့သို့ထိုးပေါက်ထိမှန်သွားပါသည်ရဲဘော်လဲကျသွားပါသည် ကျွန်တော်သည်အမေသရီးဖြင့်ပြန်ပစ်ဖို့အားယူလိုက်၏ထိုးခိုက်မှာပင်ကျွန်တော်၏အနီးသို့လက်ပစ်ဘုံးတစ်လုံးပောက်ကွဲသည်ဖြင့်ကျွန်တော်ခြေထောက်ကိုထိမှန်ပြီးကျွန်တော်လည်းလဲကျသွားခဲ့ပါတော့သည်ဒီနောက်တော့ကျွန်တော်ဘာမှမသိတော့တိုက်ပွဲမှာတန်ရာရရှိသွားသည်ဟုသောအသည့်ကို ကျွန်တော်သိရှိသွားသောအခါကျွန်တော်သည်အချောက်ကြီးချောင်းမိပါ၏ထို့ကြောင့်ဟေးရဲဘော်တို့ဟေးရဲဘော်တို့ငါ့ကိုလာခဲ့ပါရဲဘော်တို့သို့သောကျွန်တော်၏အတန်များသည်ပိတစွာထွက်မလာပဲကျွန်တော်သာမိုက်ခနဲဖြစ်လာပြီး လောကကြီးသည်ကျွန်တော်၏အတိမပျောက်ွယ်သွားပြန်ပါ၏ကျွန်တော်သည်မေ့မြော်သွားပြန်မှာတော့သည်အခန်း၃နောက်တည့်ရက်မနက်တွင်ကျွန်တော်တရေရလာပြန်ပါသည် လောကကြီးကိုကျွန်တော်သိလာပြန်ပါပြီ။သို့တော့ကျွန်တော်ဒီကျွန်တော်ဤမျက်စိကိုမဖွင့်သေးပဲမျက်စိမိတ်လျက်ကျွန်တော်ဤဖြစ်စဉ်ကို တွေ့တော့မိပါ၏။ဝန်းကျင်သည်မနေ့ကနေ့မတူတိတ်ဆိတ်နေသည်။လေသည်မတိုင်အထူးငြင်သက်နေ၏။ခလန်းလန်းရှိထမ်းပင်ပေါ်မှဂျုံနီပုန်ကောင်တော်နေသမအပဘာသမ်းမှမကြရ။ကျွန်တော်ဒီတိုက်ပွဲ၌တရားရခဲ့ကြပြီ။တရားကြောင့်ကျင်းထန်စွာဝေဒနာခံစားနေရသည်။ အညာနေသည်တရှိန်ရှိန်ပူလာသည်ဆူရဲ့ခြုံကလေးများရှားပင်ကလေးများသည်ကျွန်တော်ကိုအရေးမပေးနိုင်ပါကဲသူမတွေ့လင်ကျွန်တော်အဖို့ရှင်ရန်လမ်းမမြင်တော့အစာငယ်ရင်နဲ့နဲ့ sorry အစာငယ်ရင်ငန်းနဲ့တေးရန်တေးကြနေပြီယခုလောက်ဆိုရင်ခေတ်သစ်တရင်ဌာနတို့မြမအနောင်တို့ညီလေးအတန်တို့စားတဲ့တရင်ဌာနတွေမှာမြိုင်မြို့နယ်တွင် PDF ဘူပေါင်းတပ်ဖွဲ့များနဲ့စစ်ကောင်စီတပ်များတိုက်ပွဲပြင်းထန် စက်ကောင်စီဘက်မှရည်ရွယ်မြင်များကြောက်ဆုံးဆိုပြီး breaking news ဆိုပြီးတရနူပါလာပြီးချိန်ထုံစံအတိုင်းပြည်သူလူထုကြီးကလည်းဝိုင်းမန်းတရာတရင်ကိုဖတ်ကြမြင်ချိန်ကျွန်တော်တို့ဘက် Telegram channel တွေကတော့မပြောပါလောက်ထိခိုက်ကြအောင်တမန်ကရှန်ကရေးသားကြတော့မြင်ကျွန်တော်တို့တံများမှာဒရရရှိသူညီရွေမြင်များရှိပြီးတတကလေးမောင်ကျော်မင်ခိုင်ကြောက်ဆုံးကြရကြဟုရေးကြချင်မြင်ဒီလိုတောင်ရေးကြမြင်မဟုတ်ပါ တသားတယောက်ကြဆုံးခဲ့ကြောင်းဟူသောခွေးတကောင်တည်သောတရင်ကဲ့သို့ရေးချချင်မည်။နောက်တည်းမှကြရင်ခက်သောမိသားစုကိုလည်းဝတ်ကြေဝတ်ကောင်တရင်ပေးပြီးနိုင်ရည်လေးပြုလုပ်ခိုင်းမည်မဟုတ်။ရှိကရှိကကြသွားခဲ့သူတွေရဲ့အတွေ့အကြုံရကျွန်တော်တည်နေပါ ਈ မိသားစုမှာစိတ်တောင်ငိုရပါ ਈ ပြီးတော့စစ်တပ်လိုင်းငန်းကနေပြောင်းရွှေ့ပေးရ ਈ တို့ဖြင့်ကျွန်တော်ဤဘဝသည်လူလောကမှာစစ်သားလောကမှာပျောက်ကွယ်သွားချေတော်မူ ဤသို့တည်သံကြီးတွေ့တော့မိရမှာကျွန်တော်ဒီမျက်စီကို တဖြည်းဖြည်းဖွင့်ကြည့်လိုက်ပါသည်တရားကတစ်ဖက်ဖြင့်ရေကလည်းစာလာ၏မနေ့ညနေကကျွန်တော်မြင်ခဲ့သောခြုံပုတ်ကလေးများသည်ယနေ့ပို၍တဲခွဲစွာမြင်ရပါ၏သူ့ရဲ့ခြုံပုတ်ရဲ့ဘေးဂုံးကမူလေးထိတ်တွင်ဘူကားသီးချောက်လေးတစ်လုံးပါလားမှောင်မသောအမြင်ဖြင့်ဘူသီးခါချောက်ကိုတေချာကြည့်မိစဉ်ကျွန်တော်တရားကိုမိသည်အထိဝမ်းသာသွားမိ၏ဆောင်းနေသောဘူကားချောက်မှာ ရင်းဆက်ကလေးတို့တပေါပေါကြာနေ၏ကျွန်တော်မှတ်မိပါပြီမနေ့ကကျွန်တော်ပေးချီရဲဘော်ကိုပြစ်လိုက်တော့ဗရက်ကောင်ရဲ့ဘူခိုင်းသင်းရီဘူးအညာနေမင်းသည် တဖြည်းဖြည်းမြင့်တက်လာသဖြင့်အညာနနက်ခင်းသည်ပူပြင်းလာတော့သည်ဤတွင်အိုက်ဆက်ဆက်ဖြစ်လာသဖြင့်ကျွန်တော်သည်ရေပို၍ငတ်လာပါသည်နှာခမ်းများခြောက်သွေ့နေပါသည် ကျွန်တော်၏ခေါင်းကို ထောင်ပြီးကျွန်တော်ကို ကျွန်တော်ကြည့်အောင်ရေဘူးမပါလာသည်ကို တွေ့ရပါ၏တစ်ဖက်ကိုလှမ်းကြည့်လိုက်သောအခါ ဘူကားကြောက်ကိုရှော့ကျိုးဖြင့်တီးဆွဲထားသောရေဘူးတဘူးဗရက်တွေပြုတ်ကျကျင်ရသည်ထင်၏ထိုရေဘူးနှင့်ကျွန်တော်သည်ဂိုင်ငန်းဆိုင်များသာဝေးပါ၏သို့သောအောက်ပိုင်းတစ်ခုလုံးတရားဖြင့်ပြီးသော ကျွန်တော်မှာထို90ဂိုင်းများသောခီးကိုတရွတ်တိုက်သွား၍သွား၍သွားရသည်မှာနှစ်နာရီခန့်ပင်ကြာမြင့်ပါ၏နနက်၈နာရီခန့်ကစ၍သွားရာနနက်၁၀နာရီခန့်တွင်မှ ရေဘူးနှင့်လက်လန်းမိသောနေရာသို့ရောက်သွားပါ၏ ထိုနှစ်နိုင်မြကြာသောခီးစဉ်ကိုကျွန်တော်ရေးသားပါလေဝတ္ထုတို့တပုံများပင်ရပါမည်ထိုနှစ်နိုင်မြသွား၍သွား၍သွားရသောငါးစိတ်ကိုင်းများသောခီးတွင် တရားများနာကျင်လွန်သဖြင့်အကျဉ်းကျဉ်းနာရပါသည်တရားများကမချိမဆန့်နာကျင်လွန်လာသဖြင့်အကျဉ်းကျဉ်းမေမျောသွားပါ၏အနာခံပြီးဆက်မသွားတော့ပဲရင်ငန့်ခံ၍တည်ရန်ပင်နှစ်နိုင်အတွင်းအကျဉ်း၂၀မြောက်မှာကဆုံးဖြတ်မိပါသေးသည် ို့ဖြင့်ခက်ခဲပင်ပန်းစွာနဲ့ရေဘူးနဲ့လက်လန်းမိသောနေရာသို့ရောက်ရှိသည့်တိုင်ကျွန်တော်သည် ရေဘူးကိုလမ်းမယူနိုင်သေးပဲခိတအပန်းဖြစ်ပြီးမှရေဘူးကိုလမ်းယူလိုက်ကတောက်ရပါ၏ဘူခိုင်းရင်နှင့်ကြံကြားလေသည်အညာနွေဖို့တံမိုးအရှိဆုံးအရသာအရှိဆုံးများဖြစ်လေသည်ဆိုသော အဆိုသည်မှန်လွန်း၏ပရက်တွေကြကြံရသောဘူခါရီမှရေသည် အေးစိတ်ပြီးအရာတာနဲ့ပြေဆုံးလာသဖြင့်ကျွန်တော်ဤဒဏ်ရာများပင်သက်သာတရားဖြစ်လာတော့၏ရေဝသဖြင့်နှခမ်းများဆိုလာသောအခါကျွန်တော်သည်ဟိုဟိုဒီဒီတွေ့တော်မိပြန်၏မနေ့ကစစ်တလင်းဖြစ်ခဲ့သောဝန်းကျင်ကြီးငိန်သက်နေပုံကကြောက်စရာကောင်းလာ၏တော်ကြီးကန်တအုပ်သာ ကျွန်တော်အပေါ်တွင်ပြန်ဝဲနေ၏ကျွန်တော်အောက်ပိုင်းကဒဏ်ရာမသွေးများကိုစားတော့ရန်ထင်၏အကယ်၍အကယ်၍သာအာနာမသိငယ်လျှင် ကျွန်တော်ဒီဒီအညာအရဲ့ရောက်လင်းမင်းဒီတို့အသိစိုးနဲ့တေးရမည်မထင်မယိုင်သောအညာဒေတာကများသည်ကြိုးစိုးကြမည်ဖြစ်၏ယခုကျွန်တော်ကိုတိုက်ခိုက်သောဗရတ်များသည် အာနာသာမသိငယ်လင်းထုံးစံအတိုင်းသူ၏လေယာများလှုပ်ကိုင်းမည်ထံများတက်ကြမည်တောရွာများကိုဆေးလေရောင်းနေမည်ကျွန်တော်တို့ဇသားများသည်ခရီးကြောင်သဖြင့်အညာ၏ရာခင်တွင်တို့ဝင်နာကရေတောင်းတောက်ပါကရာခင်ရှင်သည်တီတီပြူပြူပင်စေတနာပလဝါနှင့် ဤဘူကားရီကိုထုတ်ပေးခြင်းမည်ထို့သို့ဖြူစင်သောစေတနာ တန်းဖြင့်ပေးမည်ရည်သည်ယခုထက်အစာပေါင်းများစွာပို၍ပို၍ရသာရှိမည်မှာမဟုတ်ချပင်ထို့သောအခုကျွန်တော်တောက်ရသောဘူကားရီမှာသူတို့အညာဒေတာကိုရရဆက်ဆက်မိရှုနှိပ်ဆက်ပြီးမှရရှိသောဘူကားရီဖြစ်သည်ဖြင့်မြည်တို့ပင်အရသာရှိတော်လဲအစိတ်ကဲသို့သာခံစားရပါသည်ယိုလာပါသည် ဆိုသောဘေခိကမှလက်နေဖြင့်မတော်လန်ခဲ့သော ဒီအညာဒေတာသည်အပေကြောင့်သူတို့၏အသက်နဲ့လဲယူကကျွန်တော်တို့စစ်သားတွေကိုတော်လန်နေရပါသလဲတူမီလေးတွေနဲ့ဆလိုကျွန်တော်တို့အားတိုက်ခိုက်ရပါသလဲသူတို့ဘာကိုယုံကြည်သဖြင့်ဤသို့အသက်ဆုံးကခုခံပါသလဲကျွန်တော်တို့ကရောဘသူ့အတွက်နဲ့ပြည်သူတွေကိုတပ်ဖြတ်နေတာလဲမေခိုးများသည်တတိတန်းကြီးပေါ်ထွက်လာပါ၏သို့သောတာမန်ဘဟုတုတလောက်ပဲမရှိသောတာမန်စစ်သားကလေးဖြစ်သူကျွန်တော်အဖို့အဖြစ်ကိုတွေ့တော်ရည်မရပါဘူး ထို့သို့မရနိုင်သောအဖြစ်ကိုတွေးတုံရှာဖွေနေခဲ့ပြီးစုံညံသောအတန်များကိုကြားရပါ၏။ဟိုဘက်မှာဒိုဘက်ကအလောင်းတလောင်းဟဲ့ကျွန်တော်ရှိရလက်ညှိုးထိုး၍ဗရက်တကောင်ကအော်လိုက်၏။ငါတရားတော့မပါလားဟု တွေးမိ၏။ဘယ်တော့မှအာမငယ်ခဲ့ဘူးခြင်းမျိုးဖြင့်ကျွန်တော်အာငယ်ရပါ၏။ကျဲဘော်တို့ရေငါမသေးသေးဘူးကွာငါ့ကိုတဲလေစမ်းမဟု ကျွန်တော်ဒီအတန်ကုန်ဟေးရွေဟေးရွေ မရှက်မကြောက်တောင်းဆိုမိပါသည်ကျွန်တော်အတန်ဒီမထွက်တဲ့ဖြင့်သူတို့မကြပါသို့တော့သူတို့သည်ကျွန်တော်အနီးသို့လာကြပြီးမျက်စိသာဖွင့်ချီမိတ်ချီလုံနိုင်တော်သောကျွန်တော်ကိုစမ်းသက်ကြည့်ရမှာတို့ဘက်ကအလားမဟုတ်ဘူးဟဲ့စက်ခွေးတကောင်ဟဲ့မသိဘူးကွာစုညံစွာအော်ဟစ်ပါသည်ကောင်းဆောင်လို့သူသည်ကျွန်တော်ကိုစမ်းသက်သည် ခြေထောက်မှာပဲတန်ရပြင်းထန်တာမသေးနိုင်ဘူးရဲဘော်ကရဲဘော်ထွက်ဝေးဘူးအစိုးနဲ့ခွင်းတိုင်းရှို့ပြီးသူ့ကိုထမ်းသွားခေါင်းဆောင်လို့သူသည်ကျွန်တော်ဤညီငယ်ဆုံးလောက်ပင်ရှိမည်ထင်သည်မစိုးနဲ့ရှို့ဝလုံးဖြင့်ပိုးကကျွန်တော်ကိုတည်ကြသည်ခမရတို့ကရက်ဆက်ပေမဲ့ကျောက်တို့ကမရက်ဆက်ပါဘူးကျောက်တို့ကစနစ်ကိုပဲတော်လန့်နေတာဒါကြောင့်ပြန်မခုခိုင်နိုင်တဲ့ရန်တို့ဘယ်တော့မှမတက်ဖြတ်ပါဘူး နိုင်ငံတကာစစ်ဥပဒေအတိုင်းပဲကျွန်တော်ကပြုမူပါတယ်စကမ်းမှာစိတ်ချလက်ချစိတ်ကိုသားနိုင်ပါတယ်ရေပေါ်ကျွန်တော်ပခုံးကိုပုတ်ခါ PDF ဘောကနှစ်သိပ်ဤကျွန်တော်မျက်ရည်တောက်တောက်ကြပါသည်ကျွန်တော်မသေးခြင်းမှာကျွန်တော်အမများအတွက်ပြန်လည်ပေးဆက်ချင်ပါသေးသည်ကျွန်တော်၏ခန္ဓာကိုယ်ကြီးကိုတက်စကန်သို့သယ်ဆောင်ယူကြပါ၏တမဆရာဝန်များကစေတနာဖြင့်ကုသပေးကြပါ၏တမ PDF ရဲဘော်များက အာဟာရရှိသောအစားအစာများကိုချွေမိကြ၏ကျွန်တော်ကအသက်မသေးတော့ပါမကြမ်းမီဒင်ရများ ပြတ်ကင်းမာတော့မည်တို့၏အပြုအမူများလူသောဆန်သောစိတ်ဓာတ်များကိုကြည်ပြီး နောင်နောက်ဆိုတာလူမိုက်တို့၏နောက်ဆုံးခေါ်လုံရမည်သူပြောခဲ့မှန်းမသိသောစကားလေးကိုကျွန်တော်ကြားရောင်လျက်ပီဒီအရေးပေါ်များ၏လှုပ်ရှားမှုများကိုငေးကြည့်နေမိ၏ဘဘိုးတန်းစင်အခုနားဆင်ကြရတာကတော့ CJ Platform ရဲ့စနေညရင်စာသေးသံအစီအစဉ်လေးပဲဖြစ်ပါတယ်။ဒီအစီအစဉ်ကို အပတ်စဉ်စနေနေ့ည9:00နာရီတိုင်းမှာ CJ Platform ရဲ့ Facebook, YouTube နဲ့ Telegram Channel တွေမှာတင်ဆက်ပေးနေတာမို့စောင့်မျှော်နားဆင်နိုင်ပါရှင်။အခုအစီအစဉ်လေးကိုကျမနွေကဖတ်ပြပေးကြတာပဲဖြစ်ပါရှင်။